မြန်မာຫນွေဦးခရိုနီကယ်မတ်ချောင်းမြင်ကွေးပူတင်အစိုးရနဲ့မြန်မာစစ်ကောင်စီဆက်ဆံရင်းနဲ့ကမ္ဘာအင်အားကြီးနိုင်ငံအခင်းအကျင်းအရွေ့ အနောက်ဥရောပနိုင်ငံတွေနဲ့အမေရိကန်တို့ပူးပေါင်းပါဝင်တဲ့စစ်ရေးအုပ်စုဖြစ်တဲ့ NATO အဖွဲ့ဝင်ခွင့်ရှိခြင်းမရှိခြင်းအပေါ်အကြောင်းပြုကာယူကရိန်းကိုရုရှားကဝင်တိုက်ခဲ့ပြီးနောက်အနောက်နိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ယူကရိန်းကခုခံတိုက်ခိုက်လာတဲ့စစ်ပွဲ၃နှစ်ကြာမြင့်လာတဲ့အချိန်မှာအမေရိကန်ပြည်ထောင်စုမှတမရပြောင်းလဲခဲ့ပြီးယူကရိန်းစစ်ကိုရပ်ဖို့ဖြစ်တဲ့နည်းနဲ့လှုံ့ဆော်လာရမှာရုရှားကစစ်ရေးတပ်နမရေးအရအသာစီးရလာခဲ့ပါတယ်။ အဲ့လိုအခြေအနေမှာစစ်အာဏာသိမ်းလေးနှစ်သက်တမ်းရှိတဲ့အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင်မြောက်နိုင်ကိုရုရှားသမ္မတပူတင်ကတရားဝင်အလဲလာဖို့ဖိတ်ခေါ်တဲ့ခီးစဉ်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီခီးစဉ်အတွက်ဘယ်နှလလောက်သို့မဟုတ်ဘယ်နှသတင်းပတ်ကြိုတင်ကမ်းလှမ်းသဘောတူခဲ့ကြသလဲဆိုတာကိုအတိအကျမသိရပေမဲ့ခုလိုကာလမှာဒီခီးစဉ်ပေါ်ပေါက်လာတာဟာစစ်ကောင်စီကိုရုရှားသမ္မတပူတင်ရဲ့ထောက်ခံမှုအပြင်နိုင်ငံတကာတန်တမာအခင်းကျင်းမှာ တိုင်းမင်းရှင်းနဲ့ချိန်ခွင်ရှာအပြောင်းလဲကရုရှားအတွက်အသာရချင်းဖြစ်လို့စစ်ကောင်စီအနေနဲ့တဏမာရေရအောင်မြင်မှုလို့ယူဆကောင်းယူဆနိုင်ပါတယ်စစ်အာဏာရှင်ဆန့်ကျင်လက်နက်ကင်အင်အားစုတွေဖြစ်တဲ့ NUG PDF တပ်ဖွဲ့တွေ ERO လို့ခေါ်တဲ့တိုင်းသားလက်နက်ကင်အဖွဲ့တွေအနေနဲ့ နိုင်ငံတကာမှတဏ္ဍမာရေးရတော်၎င်းရောဝတ္ထုဆိုင်ရာအကူအညီရတော်၎င်းရော့ပါသွားမဲ့လက္ခဏာတွေပေါ်ထွက်လာနေတာမို့လို့ຫນွေဦးတော်လှန်ရေးစစ်အာဏာရှင်လက်နက်ကင်တပ်ကိုအပီးတိုင်အနိုင်ရရင်မျောလင့်ချက်တွေကိုအားနည်းစေလိမ့်မှာလည်းဖြစ်ပါတယ်နိုင်ငံတကာအနေနဲ့အထူးသဖြင့်အနောက်အုပ်စုနိုင်ငံတွေအနေနဲ့မြန်မာအရေးကိုဖိအားပေးဖို့အပိုင်းမှာအားရော့လာနေသလိုတစ်ဖက်မှာရုရှားအနေနဲ့မြန်မာအရေးမှာကြီးကြီးမားမားပါဝင်ပတ်သက်ခြင်းမရှိသည့်အတိုင်း အနာသိန်းစစ်တပ်အနေနဲ့စစ်လက်နက်ပစ္စည်းအစစ်မြင့်နီးပညာသုံးလက်နက်လေကြောင်းဆိုင်ရာလက်နက်ခဲယမ်းတွေအနာသိန်းစစ်တပ်စီပို့မှုရောင်းချပေးနိုင်ခြေတွေလည်းရှိလာတဲ့အချက်တွေကိုမြမတော်လှန်ရေးအင်အားစုတွေဘက်ကစိုးရိမ်မှုတွေပေါ်ထွက်လာနေတာကြားသိနေရတာဖြစ်ပါတယ်အနာသိန်းစစ်ခေါင်းဆောင်မြောင်းနိုင်အဖို့လက်တလောရုရှားခီစင်ကိုတန်နမရေးအရာရောပြည်တွင်းမှာရင်ဆိုင်နေရတဲ့စစ်ပွဲတွေအတွက်လိုအပ်တဲ့လက်နက်ခဲယမ်းနဲ့ ထက်မီနီးပညာပစ္စည်းတွေဖြစ်တဲ့ drone လိုအသေးစားဆက်လက်နဲ့ပစ္စည်းတွေဝယ်ယူဖို့အခွင့်အလမ်းဖြစ်အသုံးချမှအသေးချာဖြစ်ပါတယ်ရခိုင်နှစ်တွေကလေးကအမှားယူထားတဲ့ရုရှားထုတ်စစ်တိုက်လေးရင်အချို့လဲမကြသေးခင်ကမှမြန်မာစစ်တပ်ကလက်ခံရရှိခဲ့တာဖြစ်သလိုလက်ရှိလိုအပ်နေတဲ့ဆက်လက်နဲ့ခဲယမ်းနဲ့ဤပညာဆိုင်ရာပစ္စည်းတွေကိုထပ်မံဝယ်ယူဖို့ခရီးစဉ်တွင်ကြိုးပမ်းလိမ့်မယ်ဆိုတာတန်တရားမရှိပါဘူး စစ်ခေါင်းဆောင်ရဲ့ခီးစဉ်အတွင်းရုရှားနဲ့စစ်ကောင်စီကြားသဘောတူမှု၁၀ခုကိုလက်မှတ်ရေးထိုးခဲ့ကြရမှာအသေးစားအမှုမျိုးစွမ်းအင်တုံလက်စစ်တအားထုတ်လုပ်ရေးစက်ယုံတိစောက်ဖို့သဘောတူညီချက်လဲပါဝင်ပါတယ် မီဂါဝက်တရားဝန်းကျင်ထုတ်လုပ်နိုင်မဲ့စက်ရုံကမြန်မာနိုင်ငံရဲ့လိုအပ်ချက်ဖြစ်တဲ့မီဂါဝက်၄000ကျော်နဲ့နှိုင်းရှင်ကြည့်ရင်အပုံ40ပုံတပုံခန့်သာရှိပေမဲ့ဤပညာအဖြစ်သို့မဟုတ်စစ်ကောင်စီအဖို့ဂုံတိတ်ခါအဖြစ်အကျိုးမြတ်ရမဲ့စီမံကိန်းလို့ယူဆကောင်းယူဆနိုင်ပါတယ်နောက်ထပ်သဘောတူညီမှုတစ်ခုကဒဝေရင်းနဲ့စိတ်ကမ်းတဲ့အထူးစီးပွားရေးဆောင်မှာရုရှားရဲ့ယင်းနှိမ့်မြှုပ်နှံမှုဆိုင်ရာကိစ္စဖြစ်ပါတယ်။ မကြသေးခင်ရက်ပိုင်းမှာသဘောတူခဲ့ကြတဲ့ရခိုင် Thai Italian Company စတင်ဖော်ဆောင်ဖို့လုပ်ခဲ့တဲ့ဒဝေမြို့အနီးကရင်းတဲ့စိတ်ကန်းတဲ့စစ်မှုဆောင်စီမံကိန်းမှာရုရှားကဝင်ရောက်လာဖို့အစပြုလာတာလည်းတွေ့ရပါတယ်။လက်ရှိအခြေအနေမှာဒဝေရင်းတဲ့စိတ်ကန်းစီးပွားရေးဆောင်လူနေရာမျိုးကတည်ငြိမ်မှုမရှိသေးတာကိုလည်းရုရှားဘက်ကသိရှိပြီးဖြစ်ပါလိမ့်မယ်။ရုရှားအနေနဲ့လည်းဒီလိုအခြေအနေအောက်မှာအစပြုထားတဲ့သဘောလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်နိုင်ရဲ့ရုရှားခီးစင်ဟာခြုံကြည့်ရင်ကုန်လွန်ခဲ့တဲ့2024ခုနှစ်တနှစ်တာအတွင်းနေမြေအများပြားကိုလက်လွတ်လက်ရလို့စစ်ရည်ရဆုံးရှုံးနေတဲ့အာနာသိန်းစစ်ကောင်စီအဖို့2025ခုနှစ်စမ်းမှာရုရှားရဲ့တရားဝင် ဖိတ်ကြားမှုနဲ့ကြားကံဖို့စူးစမ်းမှုတစ်ခုတစ်ဖက်မှာလဲအတ္တလန်တိတ်သမုတ်တရားချားနေတဲ့အနောက်အုပ်စုနိုင်ငံတွေအကြက မဟာမိတ်စစ်ဆိုင်ရေးတွေပြန်လည်ချိန်ညှိနေရတဲ့အခြေအနေကိုစစ်ကောင်စီအဖို့သူ့အတွက်နိုင်ငံရေးအကျိုးအမြတ်ဖြစ်တုံးချဖို့စူးစမ်းမှုအဖြစ်ကောက်ချက်ချလို့ရလိမ့်မှာဖြစ်ပါတယ်ရှင်။